ဝင်ထဲမှာလေးနှစ်ယောက်ကရှားရော့ရဲ့ကိုပေါ်မှအညစ်အကြေးများအားတန့်စင်ပေးပြီးသူမရဲ့ကိုလုံးလကိုပေါ်လွင်စေသည့်ပါလွာသောပိုးသားညာအိတ်ဝတ်စုံတစ်ထည်အားလဲလှယ်ပေးခဲ့၏ဖြစ်သည်။ဘေးနားတွင်တော့ဘရက်ဒေါဂလက်ကသူ့လက်များအားပုတ်တက်ရင်းဂတင်ကြီးပေါ်မှာလဲရောက်နေသည့်ရှားရော့အားမျက်နှာမူလျက်ကင်မရာတစ်လုံးအားဂတင်နဲ့မျက်နှာချင်းဆိုင်ကဇပွဲပေါ်မှာတင်ထားလိုက်သည်။ထို့နောက်ညာအိတ်ဝတ်စုံအောက်ကသူမရဲ့ကောက်ချောင်းလအားသဘောကျစွာကြည့်လိုက်ပြီးသူမစီတို့ခြေတလန်းချင်းစီရှောက်သွားခဲ့သည်။သူ့ရဲ့အသက်ရှူတန်တွေကပုံမှုပြင်းထန်လာပြီးသူ့မျက်လုံးတွေကတမတ်မှုတွေကလည်းပုံမှုပြင်းထန်လာခဲ့သည်။ကံမကောင်းစွာဖြင့်မူဝေနေတော့ဖြစ်ပြီးမျက်လုံးများအားတင်းတင်းမိတ်ထားဆဲဖြစ်သည့်ရှားလော့ကတော့ ။သူမပေါ်ကြောက်ရောက်တော့မဲ့အနေအားမသိရှိခဲ့ပေ။ဟာဟာဟာအလှလေးရေကိုလာပြီနော်။ဒေါက်ဂလတ်ကတနွေးတစ်ချက်မျိုးချလိုက်ပြီးသူ့ပေါင်းဘီကိုဆွဲချွတ်လိုက်ပြီးနောက်ရှာအော့စီတို့ခုံအုပ်ရန်ပြင်လိုက်သည်။ထိုချိန်တွင်တီးတန့်ခန်းရဲ့တကားကဒိုင်းခနဲကျဲလောင်ရဲ့အတန်းနဲ့အတူပတ်တာမလွတ်ထွက်သွားမတက်အကန့်ခံလိုက်ရပြီးပွန့်ထွက်လာခဲ့သည်။ဒုံလုတ်သွားသည့်ဒေါက်ဂလတ်ကနောက်လည်ကြည့်လိုက်ပြီးနောက်ဒေါသတကြီးအော်ဟစ်လိုက်သည်။ဘယ်သူလဲဟာ။လူစီကလက်ကဒေါက်ဂလတ်ဤပိုင်းနဲ့ဖြစ်သည်။တစုံတစ်ယောက်ကသူ့တကားကိုကန့်ဖွင့်ရဲခြင်းမှာသူ့အားဆော့ကားခြင်းပင်ဖြစ်သည်။ အပြင်ဘက်ဇင်းကြံလန်းတွင်တော့လမ်းပြခေါ်ဆောင်လာတဲ့လူမိုက်နှစ်ယောက်ကလူကတ်စ်ရဲ့ကံကြက်ကြောင့်ပို၍ပင်ထိတ်လန့်သွားခဲ့ကြပြီးသူတို့ဇပင်တွေထောင်သွားမတက်ဖြစ်သွားကြသည်လူကတ်စ်ကတမနီတကားကြီးအားကံကြက်တစ်ချက်တည်းဖြင့်လွှင့်စင်သွားအောင်လုပ်နိုင်ခဲ့သည်ထိုနေရာတွင်သူတို့သာဖြစ်ခဲ့လျင်တည်သွားနိုင်ပေသည်၎င်းတို့ရဲ့အယိုးများကတမနီထက်အများကြီးပိုပြော့တယ်ဆိုတာသူတို့သေချာသိပေသည်ကံကောင်းဒီမှာသူတို့ကဒီကြောင့်မဖွဲကောင်းတဲ့လူနှစ်ယောက်အားဆက်ပြီးမဆန့်ကျင်မိလောက်အောင်ညံကောင်းခဲ့ကြပေသည် လူကတ်စ်ကအခန်းထဲသို့အမြန်ဝစ်ကြည့်လိုက်ပြီးရှာော့ကကတင်ပေါ်တွင်ညအိတ်ဝတ်စုံနဲ့လဲလျောင်းနေပြီးဒေါကလတ်စ်ကတော့အတွင်းခံပေါင်းပြီးနေပဲရှိနေသေးတာကိုမြင်လိုက်ရတော့မှစိတ်သက်သာရာရသွားခဲ့သည်သူအချိန်မီရောက်ရှိလာခဲ့ပြီးရှာော့တယောက်ဘဝမပြတ်သေးသည်မှာကန်ကောင်းပေသည်ကောင်းလေမင်းကိုမင်းဘသူများမှတ်နေလဲငါကိစ္စကိုလာဖြက်စီးနေတာလားမင်းအသက်ရှင်နေရတာကိုညှင်းဝင်နေပြီလားဒေါကလတ်စ်ကလူကတ်စ်အားမဲမောင်သည့်အကြည့်နဲ့စိုက်ကြည့်ရင်းဟိန်းဟောက်လိုက်သည်သူစိတ်ထဲမှာတော့လူကတ်စ်အားအပိုင်ပိုင်ဆွဲဖြဲပြစ်ချင်နေခဲ့သည်သူကလပတ်တီရှာော့နဲ့အတူတညတာပြောပါတော့မယ့်အချိန်မှာပဲအနောက်ဆက်ပေးခံလိုက်ရတာက သူ့အားအလွန်အမင်းစိတ်မကြေမနက်ဖြစ်စေခဲ့သည်အထူးသဖြင့်လူကတ်စ်ကသူ့ပိုင်နဲ့ထဲတွင်အကြီးကျယ်ရှုပ်ထွေးဆူညံအောင်လုပ်နေခဲ့တာကသူ့မျက်နှာအားဖျက်ရိုက်လိုက်တာနဲ့အတူတူပဲဖြစ်သည်ခင်မ ्या သူ့ကိုမထီရသေးလို့ကိုကိုကိုကျေးဇူးတင်တင်တယ်မဟုတ်ရင်ခင်မ ्या အခုချိန်ဒီနေရာမှာမတည့်ရက်နေနိုင်မှာမဟုတ်တော့ဘူးလူကတ်စ်ကပေါ့ပေါ့ပါပါပြောလိုက်သည်တော့မင်းလိုကောင်းကများဒေါက်ဂလတ်စ်ကဒေါသတကြီးနဲ့သူ့လက်အားမြောက်လိုက်ပြီးနယံဘော်ကရှုပ်ဝက်ခလုတ်တစ်ခုအားရိုက်နှိပ်လိုက်သည်တခဏအတွင်းမှာပဲကြောက်မက်ဖွယ်ကောင်းသည့်ဂျန်နန်တော်လူမိုက်အယောက်20ခန့်ကပြေးဝင်လာခဲ့သည်ဒီကောင်တွေကိုပညာပေးလိုက်စမ်း သူတို့ကိုအတက်ငွေငွေပဲခြံထားပြီးလက်တစ်ဖက်စီကိုချိုးပစ်လိုက်ပြီးရင်အပြင်မှာသွားလွင်ပစ်လိုက်တော့သူ့လက်အောက်ငယ်သားများရောက်လာတာကိုမြင်လိုက်ရပြီးနောက်ဒေါက်ကလတ်ကအလွန်အမင်းမောက်မာသွားခဲ့သည်ထိုသူများအားအမိန့်ပေးပြီးတဲ့နောက်မှာတော့ဒေါက်ကလတ်ကအဆိုဖာပေါ်မှာထိုင်လိုက်ပြီးစေးပြင်းလိုက်တလိုက်အားအေးအေးဆေးဆေးဖွာရှိုက်နေခဲ့သည်ဒီနေရာမှာပြစ်ဒဏ်လာရှာတဲ့လူတွေခံစားရမယ့်တစ်ခုတည်းသောကံကြမ္မာကဒါပဲငါတို့လက်တွေကိုချိုးပစ်မယ်ဟုတ်လားလူကတ်ကလူမိုက်များအားလှမ်းကြည့်လိုက်ပြီးတည်ငြိမ်နေစေပင်ဖြစ်သည်နည်းနည်းလေးမှတောင်းထိတ်လန့်ပုံမရပေမင်းတို့ကလက်တွေကိုဒီလောက်တောင်သဘောကျနေမှာတော့ဒီမှာပဲနေခဲ့ကြတော့ဂျော်ဒန် ူတို့တွေရဲ့လက်နှစ်ဖက်စလုံးကိုချိုးပစ်လိုက်တော့ဟုတ်ကဲ့လူကတ်စ်ဂျော်ဟန်ကသူ့မျက်လုံးထဲမှာစိတ်လှုပ်ရှားမှုတွေနဲ့အတူအော်ဟစ်လိုက်သည်သူတယောက်ယောက်အားမထိုးနှက်ရတာအချိန်တော်ကြာပြီဖြစ်သည်ဂျော်ဒန်ကတစီတရေတကောင်လာချက်ချင်းဆိုသလိုလူမိုက်တယောက်ရဲ့ဘေးသို့ရောက်ရှိသွားခဲ့သည်ထိုသူများကဂျော်ဒန်ရဲ့လှုပ်ရှားမှုတွေကိုရှင်းရှင်းလင်းလင်းမမြင်လိုက်ခင်ပါပဲကျုပ်ခနဲ့ရိုးကျိုးတံများကြားလိုက်ရပြီးထိုသူဤလက်ကောက်ဝတ်များကြီးမှုသွားကနာကျင်စွာအော်ဟစ်တံများထွက်ပေါ်လာခဲ့သည်အားငါလက်သူ့လက်ကောက်ဝတ်တွေပေါ်ကပြင်းထန်တဲ့နာကျင်မှုကြောင့်အရက်မြင့်မြင့်နဲ့တမာထွားချိုင်းနဲ့လူမိုက်ကမြေပြင်ပေါ်မှာတူးထောက်ကျသွားပြီးချက်ချင်းချွေးစင်းများပြန်လာခဲ့သည် တခြားသူတွေရဲ့မျက်နှာပေါ်မှာလည်းတုံ့လုံမှုတွေမပေါ်လာခင်မှာပင်ဂျော်ဒန်ရဲ့ပုံရိပ်ကပြက်စီးလက်တလိုမျိုးနောက်ထပ်လူမိုက်တစ်ယောက်ရဲ့ဘေးသို့ရောက်ရှိသွားခဲ့ပြန်သည်ဘသူမှသူ့အားမရှောင်တိမ်နိုင်ခဲ့ပေဂျို့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 အခန်းထဲတွင်အယိုးကျွတ်တံများကတစ်ခုပြီးတစ်ခုဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးတမာထွားချိုင်းသောလူမိုက်များကလည်းတယောက်ပြီးတယောက်အော်ဟစ်ငိုယူနေကြသည်နောက်ဆုံးတွင်တယောက်ယောက်ကကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့တော်လဲသူမပြေးနိုင်ခင်မှာပဲတညက်ကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်ဒေမင်းရဲ့လက်တစ်ဖက်ကသူ့လက်ကောက်ဝတ်တွေပေါ်သို့ကြားရောက်လာပြီးထိုသူဤအယိုးများအားချက်ချင်းကြေမှုသွားစေခဲ့သည်အာကဲကြပါဦးထိုလူမိုက်များဤ နာကျင်စွာအဟစ်တန်များကတစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့သည်တခဏအတွင်းမှာပင်လူမိုက်အယောက်20နီးပါးကသူတို့ရဲ့ကျိုးပဲ့သွားတဲ့လက်ကောက်ဝတ်များအားစုပ်ကန်ရင်းတူးထောက်ကြကာအဟစ်ငိုယိုနေကြတော့သည်ဒေါက်ကလတ်ရဲ့ပစက်ထဲမှဆေးပြင်းလိုက်ကမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပြီးသူ့ရှိကမြင်ကွင်းကြောင့်ကြောက်လန့်တကြားနဲ့တုံရင်နေမိတာကိုမထိနိုင်ခဲ့ပေသူအစောပိုင်းကလူမျိုးကြောက်ရွံ့မှုမရှိတတိရှိတဲ့ပုံစံမျိုးမရှိတော့ပဲအခုတော့သွေးမရှိတော့တယ်လို့ဖြူဖြော့နေခဲ့ပြီဖြစ်သည်သူ့နှုတ်ခမ်းများကတုံရင်နေပြီးသူ့ခြေထောက်တွေကလည်းပြုတ်ခွေနေခဲ့ပြီဖြစ်သည်ဂျော်ဒန်နဲ့လူကတ်စ်နှစ်ယောက်လုံးကသူ့အားအေးဆက်ဆက်စိုက်ကြည့်နေခြင်းကြောင့်ဒေါက်ကလတ်ကစကားတစ်ခုတောင်မပြောနိုင်ဖြစ်နေသည် ရုတ်တရက်ဆိုသလိုဇပွဲပေါ်ကဒေါက်ကလက်စ်ရဲ့ဖုန်းကမိလာခဲ့သည်လူကတ်စ်ကဖုန်းခေါ်ဆိုသူရဲ့နာမည်အားတစ်ချက်ကြည့်လိုက်ပြီးကာတာမီသားစုကအတုံးမကျတဲ့ကောင်ဆိုသည့်စာတန်းကိုမြင်လိုက်ရတော့ခနဲ့တဲ့ပြုံးလိုက်သည်ဘရိုက်စ်ကာတာမဟုတ်လားဟုတ်ဟုတ်ပါတယ်ဒေါက်ကလက်စ်ကအလျင်အမြန်ခေါင်းညိတ်လိုက်ပြလိုက်သည်ဖုန်းကင်လိုက်ဒေါက်ကလက်စ်ကလူကတ်စ်ရဲ့အမိန့်အားမဆန့်ကျင်ရဲ့သူ့ရဲ့တုံ့ပြန်နေတဲ့လက်ချောင်းအားအလျင်အမြန်ဆန့်ထုတ်ပြီးနောက်ဖုန်းဖြေဆိုတဲ့ခလုတ်ကိုအသေးအတန်နှိပ်လိုက်သည်မစ္စတာဒေါက်ကလက်စ်ကိစ္စပြီးသွားပြီလားဘရိုက်စ်ကမေးလိုက်သည်ဘာလို့ကျွန်တော်စီကိုတပ်ပုံတွေမပို့ပေးသေးတာလဲ အနာဂတ်မှာခင်များအဲ့ဒီမိမကိုကြိုက်တယ်လို့ကစားလို့ရပါတယ်။ထိုစကားကိုကြားတော့လူကတ်စ်ကအေးဆက်ဆက်နာမှုလိုက်သည်။ဘရိုက်စ်ကာရာကအခြေအနေကိုနားမလည်သေးဘူးပဲ။လူကတ်စ်ရဲ့လူသက်တော်မဲ့နာမှုတန်ကြောင့်ထိတ်လန့်သွားသည့်ဒေါက်ဂလတ်စ်ကမြေပြင်ပေါ်သို့ချက်ချင်းလဲကျသွားသည်။သူကဖုံးကိုကင်ထားရင်ဘရိုက်စ်အားအပိုင်ပိုင်ဆွဲဖြဲပြစ်ချင်စိတ်တွေပောက်သွားသည်။တော့ဒီခွေးကောင်ကတော့ဘရိုက်စ်ကသူ့အားရှာလော့ကိုပြန်ပေးဆွဲခိုင်းခဲ့ပြီးဒါကသူ့အတွက်အထူးလက်ဆောင်တစ်ခုလို့ပြောခဲ့သည်။သို့တော်လည်းသူမနဲ့ပြောပွားခွင့်ရမယ့်အစားကြောက်မက်ဖွယ်ကောင်းတဲ့လူနှစ်ယောက်အားရန်စာမိတယ်လို့ဖြစ်သွားခဲ့သည်။ သူကပိုက်ဆံအများကြီးအကုန်ကြခံပြီးငားရန်ထားသည့်လူမိုက်တွေအားလုံးကလည်းမတက်ခတ်ရသေးခင်မှာပဲလက်ကောက်ဝတ်များအချိုးခံလိုက်ရပေသည်သူကိုဒီဂိုလာခိုင်းလိုက်လူကတ်စ်ကအေးဆက်ဆက်အမိန့်ပေးလိုက်သည်ဒေါက်ကလတ်စ်ကနာကြီးမှုနဲ့တွားကြိတ်လိုက်သည်လူကတ်စ်ကဘရိုက်စ်အားရှင်းပြချင်နေပုံရတာကိုမြင်လိုက်ရတော့သူကအယူမှုပြောလိုက်သည်ဘရိုက်စ်မင်းအခုချက်ချင်းဒီဂိုလာခဲ့စမ်းဖုံးချပြီးတဲ့နောက်တွင်ဒေါက်ကလတ်စ်ကလူကတ်စ်အားအလျင်မြန်တောင်းပန်လိုက်သည်ကျွန်တော်တကယ်ဘာမှမသိပါဘူးဗျာ ဲ့ဒီကောင် Bryce Carter ကကျွန်တော်စီကိုအကူညီလာတောင်းပြီးသူညီမဝမ်ခွဲရဲ့ဗီဒီယိုတွေနဲ့ဓာတ်ပုံတချို့ရိုက်ပေးုံနဲ့သူညီမဝမ်ခွဲကိုကျွန်တော်နဲ့အိတ်ခွင့်ပေးမယ်လို့ပြောခဲ့တာပါ။သူမကခင်မားနဲ့ပတ်သက်တယ်လို့သာကြိုတိခဲ့ရင်ကျွန်တော်ဒီမိန်းကလေးကိုဘယ်တော့မှပြစ်မမှာမဟုတ်ပါဘူး Mr. Douglas ခင်မားကျွန်တော်ကိုရှာနေ Bryce ရဲ့အတန်ကတကားဝမှာရုတ်တရက်ရက်တန်သွားခဲ့သည်သူက Douglas ကသူ့ကိစ္စပြီးသွားလို့သူ့အားဓာတ်ပုံတွေနဲ့ဗီဒီယိုတွေပေးဖို့ခေါ်လိုက်တယ်လို့ထင်ခဲ့ခြင်းဖြစ်သည်သို့တော်လည်းသူ့ရှေ့ကမြင်ကွင်းကြောင့်သူ့ကြောင့်ငေးသွားခဲ့သည်အခန်းထဲကတမာထွားချိုင်းနဲ့လူမိုက်တွေကမြေပြင်ပေါ်မှာလူလိုက်နေကြပြီးအင်အားကြီးမှလာပါသည်ဆိုသည့် ဘရက်ဒေါကလတ်စ်ကတော့လူတယောက်ရဲ့ရှေ့မှာတူးထောင်နေခဲ့သည်ပြီးတော့ထိုလူကလူကတ်စ်ဖြစ်နေသည်လားဘရိုက်စ်ရဲ့ခြေထောက်များကချက်ချင်းပြုတ်ခွေသွားပြီးမြေပြင်ပေါ်တူးထောင်ကျသွားသည်သူ့မျက်စိရှေ့ကအရာအလုံးကဘရိုက်စ်အပေါ်တွင်အိမ်မက်မက်နေသလားလို့တန်တရားဝင်သွားစေခဲ့သည်ဘရက်ဒေါကလတ်စ်ကလူကတ်စ်ရှေ့မှာတကယ်ကြီးတူးထောင်နေတယ်လားလူကတ်စ်ကဘရိုက်စ်အားတမဲ့အရာဝတ္ထုတစ်ခုအားကြီးလိုက်တယ်လို့မျိုးခန်းစားချက်ကင်းမဲ့စွာတစ်ချက်လန်းကြည့်လိုက်သည်ထို့နောက်မြေပြင်ပေါ်မှာလဲကျနေသည့်ဒေါကလတ်စ်အားပြန်ကြည့်လိုက်ကပြောလိုက်သည်သူကခင်မ ्यास ီအကူညီလာတောင်းတယ်လို့ပြောတာဟုတ်တယ်မဟုတ်လား ဒီလိုဆိုရင်လွန်ခဲ့တဲ့6နှစ်ကဖြစ်ခဲ့တဲ့ကိစ္စကခင်မ ्या ကိုအကူအညီတောင်းခဲ့တာသူပဲမဟုတ်လားဘယ်ကိစ္စကိုပြောတာလဲဗျာဒေါက်ဂလတ်ခဏတာကြောင်သွားသည်ဘရိုက်စ်ကသူ့အချင်းကပ်ပြီးစိုးရိမ်သည့်ကိစ္စတွေအများကြီးလှုပ်ခိုင်းခဲ့ဘူးသည်လူကတ်စ်ကရုတ်တရက်မေးလာတော့သူကဘယ်တစ်ခုကိုရည်ညွှန်းမှန်းမခံမှန်းနိုင်ခဲ့ပေချေယုံကာရာဘရီလင်းကော်ပိုရေးရှင်းလူကတ်စ်ကခက်ပြက်ပြက်တတိပေးလိုက်သည်အော်ချေယုံရဲ့နာမည်ကိုကြားလိုက်သည်နဲ့ဒေါက်ဂလတ်ကချက်ချင်းတတိရသွားပြီးအယူမူခေါင်းညိတ်လိုက်သည်ဟုတ်ဟုတ်ပါတယ်ဘရိုက်စ်ကကျွန်တော်ကိုလှုပ်ခိုင်းခဲ့တာပါ အဲ့ဒီအချိန်တုန်းကသူက Brilliance Corporation ကိုကျူးကျော်ပြီးချေယုံကာရာစီကနေလူယူချင်းခဲ့တာပါ။ဒါကြောင့်သူကကျွန်ုပ်စီလာပြီးကာမစိတ်ကြော်စေးတချို့ရဖို့အကူအညီတောင်းခဲ့ဘူးလေ။နောက်တော့ကံကြမ္မာလက်ပြောင်းတစ်ခုကြောင့်ချေယုံကအစင်တန်းနေတဲ့ကားမောင်းတဲ့လူတယောက်နဲ့ပတ်သက်သွားခဲ့တယ်။နောက်ပိုင်းမှာချေယုံကကိုဝန်ရှိလာပြီး Bryce ကကျွန်တော်တို့ကိုပြစ်တနာသွားရှာခိုင်းခဲ့တယ်။အဲ့ဒီမိန်းကလေးကဒေါသထွက်လုံးလို့လက်မဆေးတဲ့ကလေးမွေးခဲ့ရပြီးနောက်ဆုံးမှာတော့သူတို့ Brilliance Corporation ကိုတင်ပိုက်နိုင်ခဲ့တာပါ။ Douglas က Lucas ကိုအလွန်ကြောက်ရွံ့နေတဲ့ဖြင့်မိကုံအားလုံးကိုချက်ချင်းနှိပါဖြေဆိုခဲ့သည်။ Lucas ရဲ့မျက်နှာကပိုပိုကြီးတင်းမာလာခဲ့သည်။ အဆုံးမှာတော့လူကတ်စ်မျက်လုံးများကအယောင်တွေတောက်လောင်လာပြီးနယံကိုလက်တီးနဲ့ထိုးချလိုက်သည်ဒေတက်လာဘစွာပြင်ဆင်ထားသည့်နယံပေါ်တွင်စလုံးတစ်လုံးစာခန့်ကျန်းခွက်ကြီးတစ်ခုနဲ့အတူပင့်ကူအိမ်လိုအဲ့ရကြီးတစ်ခုပေါ်လာခဲ့သည်ဒေါက်ဂလတ်စ်ကချက်ချင်းတိတ်ဆိတ်သွားပြီးဆက်မပြောရဲတော့ဘဲတစ်ဖက်မှာတော့ Bryce ရဲ့ကြောက်ရွံ့မှုကပုံမပြင်းထန်လာကထိတ်လန့်လုံးနေသဖြင့်သူ၏ပေါင်းပီမှာဆိုဆွဲလိုနေပါဖြစ်သွားသည်ဒေါက်ဂလတ်စ်က Lucas အားတိတိတသာကြောက်ရွံ့နေခဲ့ပြီး Lucas နဲ့ Joan တို့ကအခန်းထဲရှိလက်ကောက်ဝတ်များကျိုးနေသည့်လူမိုက်များအားတိုက်ခိုက်ခဲ့သည်မှာအတိတကြီးပင်ဖြစ်သည်ဒီလိုဆိုရင်ငါငါရောဘလို့ဖြစ်သွားမလဲ Rice ၏စိတ်ထဲတွင်ကြောက်ရွံ့စွာရေရွတ်နေမိသည်။လွန်ခဲ့သည့်ရက်အနည်းငယ်တွင်၌ခြေယုံအားသူဘလောက်တောင်အနိုင်ကျင့်ခဲ့လဲ။ Lucas အားသူလုပ်ခဲ့သည့်စော်ကားမှုများအတိတ်ကခြေယုံပေါ်တွင်သူကျူးလွန်ခဲ့သည့်မကောင်းမှုများပြီးတော့ခုနကရှားအောင်အား1600ရန်စူးစမ်းခဲ့မှုများအားစဉ်းစားမိသည့်ခါတွင် Rice ၏နှလုံးသားကချက်ချင်းပြင်းထန်စွာခုန်ပေါက်လာပြီးတကိုယ်လုံးကချွေးဆင်းများထွက်ကျလာခဲ့သည်။သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းတွင်နှွေးထွေးပြီးဆိုးဆွတ်သည့်ခံစားချက်တစ်ခုအားခံစားလိုက်ရသည်။ထိုချိန်တွင် Bryce ကအစောပိုင်းက Dominic သူ့အားဖုန်းခဲ့တွင်ပြောခဲ့သည့်စကားများအားပြန်တရီရသွားသည်။ Lucas ကမင်းကိုလာရှာနေပြီးအမြန်ဆုံးထွက်သွားတော့ သူမင်းကိုရှာမတွေ့စေနဲ့အခုတော့ဒေါမနစ်ဘာကြောင့်ဒီလိုတတိပေးခဲ့လဲဆိုတာသူသဘောပေါက်သွားသည်လူကတ်စ်ကတကယ်ကိုကြောက်စရာကောင်းလုံးနေခြင်းပင်ဖြစ်သည်ဘရိုက်စ်တယောက်နောင်တများနဲ့ပြည့်နှက်နေခဲ့သည်သူ့အဖိုးရဲ့တတိပေးစကားကိုနားမထောင်ခဲ့မိပဲရှာလော့အားအစောကြီးအိမ်ပြန်မခေါ်သွားခဲ့မိတာကိုသူနောင်တရနေခဲ့သည်သူကလူကတ်စ်အားရန်စကာစော်ကားခဲ့ပြီးကိုယ်တည်ရင်းကိုလူတလို့ဖြစ်ခဲ့ခြင်းကပိုလို့တောင်နောင်တရနေစေခဲ့သည်လူကတ်စ်ငါမမှန်းသိပါဘီဂျေဇူးပြုပြီးငါကိုခွင့်လွှတ်ပေးပါဘရိုက်စ်ကအရှက်မရှိစွာဖြင့်တောင်းပန်လိုက်သည်လူကတ်စ်ကသူ့အားအေးဆက်ဆက်စိုက်ကြည့်လိုက်ပြီးခြေထောက်နဲ့ကန်ထုတ်လိုက်သည် ်ဘရိုက်စ်ကတကားပေါင်နဲ့စောင့်မိသွားပြီးချက်ချင်းသွေးတစ်ပွက်အန်ထုတ်လိုက်ရသည်ထို့နောက်လူကတ်စ်ကဒေါက်ဂလတ်စ်ကိုလည်းအဆုံးမရှိအော်ဟစ်နေအောင်ကန်ကြောက်လိုက်သည်လူကတ်စ်ကသူတို့အားတေခွင့်ပေးမှာမဟုတ်တော့လဲလှုပ်ပေးဖို့လည်းအစီအစဉ်မရှိခဲ့ပေမင်းတို့ကဒီလိုပြည့်ရယ်တွေတုံးရတာတိတ်ကြကြတယ်မဟုတ်လားဒီလိုဆိုတော့မင်းတို့ရဲ့ဆေးကိုမင်းတို့ကိုယ့်ဘာသာပြန်ပြီးစမ်းကြည့်ကြပေါ့လူကတ်စ်ကဂျော်ဟန်ဘတ်ကိုခေါင်းလှဲလိုက်ပြီးပြောလိုက်သည်သူတို့နှစ်ယောက်လုံးကိုဘေးခန်းကိုခေါ်သွားပြီးရင်သူတို့ရဲ့ဆေးတွေသူတို့ကိုပြန်တိုက်လိုက်ဗီဒီယိုရိုက်ထားဖို့မမေ့နဲ့ဖြစ်လာမိပုံရိပ်အားတွေးကြည့်ရင်ဂျော်ဟန်တယောက်ဆက်ဆုပ်ရင်ရှာမှုကြောင့်တုံးလုံးသွားမိတာကိုမထိန်နိုင်ခဲ့ပေ သို့တော်လည်းဒီလိုလူမျိုးတွေကိုဖြည့်ရှင်းဖို့အတွက်တော့သူတို့ရဲ့နေလန့်အတိုင်းပြန်လည်ပေးဆက်မှာကိုဖြစ်ပေမည်။မကြာခင်မှာပဲဂျော်ဟန်က Brice နဲ့ Douglas Rowe နှစ်ယောက်လုံးအားကင်မရာနဲ့ Sebulin နဲ့အတူဘေးခန်းစီသို့စိတ်အားထက်သန်စွာတည်ဆောင်သွားခဲ့သည်။မကြာခင်မှာပဲထိုခန်းထဲမှနာကျင်မှုနဲ့တာယာမှုတို့ရောနှောနေသည့်ထူးဆန်းသောအတန်များထွက်ပေါ်လာခဲ့သည်။မြေပြင်ပေါ်မှလူမိုက်များကအဲ့ဒီအတန်တွေကိုကြားလိုက်ရတော့တုံ့လောက်သွားမိတာကိုမထိနိုင်ခဲ့ကြပဲ။နာကျင်မှုကြောင့်အော်ဟစ်ဖို့အောင်မဝံ့ရဲကြတော့ပေ။ဒီလူကတကယ်ကိုနှက်ဆိုးပဲ။မကြာခင်မှာပဲဂျော်ဟန်ကကင်မရာနဲ့အတူထွက်လာခဲ့သည်။တကယ်ကိုမျက်စိနောက်ဆရာကောင်းလိုက်တာ။ ျွန်တော်ပြန်ရောက်ရင်မျက်လုံးကိုတေချာပြန်ဆေးမှဖြစ်မယ်။ဂျော်ဟန်ကဆက်ဆုပ်ရင်ရှာသည့်အမူအရာဖြင့်အော်ဟစ်လိုက်သည်။လူးကက်ဒါကိုဘလို့လုပ်ရမလဲ။သူတို့နာမည်တွေပါတက်ပြီးတော့ online ပေါ်တင်လိုက်။သူတို့မျက်နာတွေကိုကြည်လင်ပြတ်သားအောင်တေချာလုပ်။ဟုတ်ကဲ့။ဂျော်ဟန်ကကင်မရာအားစိတ်လှုပ်ရှားစွာတင်ဆေးလိုက်သည်။လူမိုက်များကထက်မှန်ကြောက်လန့်သွားကြသည်။ရက်ဆက်လိုက်တာဒီလိုဗီဒီယိုမျိုးကိုရိုက်ပြီးအင်တာနက်ပေါ်တင်ရုံမကမျက်နာတွေကိုပါ HD နဲ့ရှင်းရှင်းလင်းလင်းမြင်ရအောင်လုပ်ဦးမယ်တဲ့။သူတို့နှစ်ယောက်လုံးတကယ်ကိုအဆက်ကွဲတော့မှာပဲ။သူတို့နောက်တစ်ခါဘယ်တော့မှမျက်နာပြရဲတော့မှာမဟုတ်ဘူး။ သူတို့မိသားစုတွေတောင်သူတို့ကြောင့်တိတ်ခါကြကုန်တော့မှာပဲ။လူကတ်စ်ကထိတ်လန့်နေသည့်လူမိုက်တစုအားကြီးလိုက်ပြီးဟောက်လိုက်သည်။မင်းတို့ထွက်သွားကြစမ်း။လူမိုက်များကသူတို့အပေါ်ကဖိအားတွေရုတ်တရက်လွတ်မြောက်သွားတယ်လို့မျိုးချက်ချင်းလူလိမ့်အော်ဟစ်နေတာတွေရက်တန့်လိုက်ကြသည်။သူတို့ကအလျင်မြန်ထက်ရက်လိုက်ကြပြီးအခန်းထဲကနေထိတ်လန့်တကြားပြေးလွှားထွက်သွားကြသည်။သူတို့သာနှေးကွေးနေလျင်လူကတ်စ်စိတ်ပြောင်းသွားမှာကိုစိုးရိမ်နေသည့်အလားပင်လူတိုင်းထွက်သွားပြီးတဲ့နောက်တွင်လူကတ်စ်ကရှားတော်ရှိနေသည့်ကတင်းစီတို့ရှောက်သွားခဲ့သည်။သူကမျက်မှောင်ကျုပ်လိုက်ပြီးရှားတော်ရဲ့ပါလွာသည့်ညအိတ်ဝတ်စုံပေါ်သို့ရေချိုးကန်းသုံးတစ်ပတ်ကြီးတစ်ထည်ဖြင့်လွှားချုံပေးလိုက်သည်။ လူကတ်စ်က Bryce နဲ့ Douglas တို့ဤအပြုတ်မူအားအလွန်အမင်းဆက်ဆုပ်ရင်ရှာသွားခဲ့သည်။ယောက်ျားတွေဖြစ်ပြီးသူတို့ကမိမတွေအပေါ်တွင်ဒီလိုတိမ်ဖျင်းယုံညံ့သည့်ပြည့်ရများအားတုံးခဲ့သည်။သူတို့ကမိန်းကလေးများအားဖြက်စီးုံတင်မကသူတို့အားချင်းချောက်ရန်အတွက်ဗီဒီယိုတွေနဲ့တပ်ပုံမတမ်းများပင်ရိုက်သေးသည်။သူတို့ကတိရစ္ဆာန်တွေထက်တောင်ယုံညံ့ပေသည်။လွန်ခဲ့သည့်6နှစ်ကသူတို့ကခြေယုံအားအောင်မြင်စွာထောင်ချောက်ဆင်နိုင်ခဲ့ကြသည်။သို့တော်လည်းထိုဖြစ်ပျက်တွင်အလဲပြောင်းတစ်ခုဖြစ်သွားခဲ့ပြီးလူကတ်စ်ကသူမအတွက်တာဝန်ယူခဲ့ရသည်။ထို့နောက်ခြေယုံကလက်မစေတဲ့ကလေးမွေးဖွားခဲ့ရပြီးသူမကုမ္ပဏီအားလက်လွတ်ခဲ့ရသည်။ ၎င်းလက်ပြောင်းတာမဖြစ်ခဲ့လျင်သူမကမဖွဲ့မရတပ်ပုံများအရိုက်ခံရပြီးအတုံးချခံရကသူမဘဝကြီးပျက်စီးသွားတော့ပြီဖြစ်သည်ရှားော့ဒီလေဒီတစ်ခေါက်တွင်ဒီလိုထောင်ချောက်မျိုးတွေကြားရောက်ခဲ့ရပြန်သည်သူသားချိန်မီပြင်းမလာခဲ့လျင်သူမတကယ်ပဲဒေါက်ကလတ်ရဲ့စော်ကားမှုကြောင့်ဂုံတိတ်ခါကြဆင်းသွားရပြီမည်ဖြစ်သည်ရှားော့ကမဖွဲ့မရတပ်ပုံတွေအရိုက်ခံရတာကိုတိခန့်နိုင်မှာမဟုတ်တလို့ချေယုံဒီလေသူမညီမလေးအတွက်ဖြစ်ပျက်ခဲ့တာတွေကြောင့်တသက်လုံးဝမ်းနည်းနေရလိမ့်မယ်ဖြစ်သည်သူတို့ကပြင်းပြင်းထန်ထန်အပြစ်ပေးခံရဖို့ထိုက်တန်ပေသည်အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက်ဒေါသကိုအတင်းကျပ်ဖိနှိပ်လိုက်ရင်လူကတ်စ်က ကိုကိုကိုင်းလိုက်ကရှာအော့ရဲ့နှထင်ကြောများအားကျွမ်းကျင်စွာနှိမ့်နေပေးလိုက်သည်လက်ကောင်းမှာစစ်တပ်ထဲတွင်လူကတ်တင်ယူခဲ့ရသည့်နီလန်တစ်ခုဖြစ်ပြီးတတိလက်နေသည့်လူများအားပြန်လည်တတိယလာဖို့အတွက်အလွန်ထိရောက်ပေသည်လူကတ်ကအကြိမ်နဲ့ငယ်ဖိနှိပ်ပေးလိုက်ပြီးတဲ့နောက်တွင်ရှာအော့ရဲ့မျက်တောင်လေးများလှုပ်ခတ်လာပြီးသူမမျက်လုံးများအားဖြင်းဖြင်းစွာဖွင့်လိုက်သည်ရှာအော့ကအခြေအနေကိုရှင်းရှင်းလင်းလင်းသဘောမပေါက်သေးပေသူမတတိမလစ်ခင်နောက်ဆုံးခိုက်တန်းကသူမကဆိုဖီရဲ့ကားထဲမှာထိုင်နေတုန်းပင်ဖြစ်သည်အဲ့ဒီနောက်တွင်တခခုကသူမအားဝင်တိုက်လိုက်သည်ကိုခံစားခဲ့ရသည်ရှာလော့ကမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်လိုက်ပြီးထထိုင်လိုက်သည် ထို့နောက်သူမအပေါ်လွှမ်းခြုံထားသည့်ရေချိုးဝေယုံကြီးကရှော့ချသွားပြီးသူမရဲ့ပါလွာတဲ့ညအိတ်ဝတ်စုံအားဖော်ပြနေတာကိုတတိထားမိသွားသည်ထိတ်လန့်စရာကောင်းဒီမှာသူမကအထဲမှာဘာမှဝတ်မထားပေအာရှင်ဘာလုပ်တာလဲရှာလော့ကအလန့်တကြားအော်ဟစ်လိုက်သည်သူမရင်ပတ်အားဖုံးကွယ်လိုက်ပြီးနောက်ကျလက်တစ်ဖက်ဖြင့်ရှေ့တွင်ရှိသောလူကတ်စ်ဤဗားပြင်အားပိတ်ရိုက်လိုက်သည်ရှင်အဆက်မရှိတဲ့လူလူကတ်စ်ကမင်းတက်သွားခဲ့ပြီးမျက်နှာပေါ်မှာဒေါသအရိပ်ရောင်တစ်ခုဖြတ်ခနဲပေါ်လာခဲ့တော်လဲရှာဟော့ကရေချိုးတပတ်ကြီးအားစိုးရိမ်တကြီးပြန်ကောက်ယူရင်းကလေးတစ်ယောက်ကဲ့သို့ရှိုက်ကြီးတင်မူးချလိုက်တာကိုမြင်လိုက်ရသည့်ခါတွင်သူကချက်ချင်းပဲဒေါသကိုမျိုးသိမ့်လိုက်သည် မင်းနားလည်မှုလွဲနေပြီငါမင်းအမတ်ကိုခေါ်လိုက်မယ်ရှင်ရှင်ကကျမအမတ်ကိုခေါ်ရဲသေးရဲ့လားရှင်လူယုံမှာလူကတ်စ်ကသူမအားဆက်ပြီးအရေးမလုပ်တော့ဘဲချေယွန်စီတို့ဖုန်းခေါ်လိုက်ပြီးလူစီကလက်ရဲ့လိပ်စာအားပြောပြလိုက်သည်လူကတ်စ်ကအဆက်ကဂျော်ဟန်အားတွားချိုခိုင်းမလို့ဖြစ်သည်သို့တော်လည်းချေယွန်ကအိမ်တွင်အချိန်တော်ကြာအလွန်မင်းစိုးရိမ်ပူပန်နေခဲ့ရပြီးသူမရဲ့ညီမဖြစ်သူတရင်အားကြားရချိန်တွင်ဆက်မဆောင်နိုင်တော့ဘဲကာငါပြီးချက်ချင်းလိုက်လာခဲ့မိဟုပြောလိုက်သည်လူကတ်စ်ကချေယွန်လူစီကလက်တို့ရောက်လာချိန်တွင်လူမိုက်တချို့နဲ့ထပ်မတွေ့မိစေရန်ရည်ရဲချက်ဖြင့်ဂျော်ဒန်အားအောက်ထပ်တွင်စောင့်နေဖို့မှာလိုက်သည် မကြာခင်မှာပဲချေယုံကဂျော်ဟန်ရဲ့အောက်ရှောက်နဲ့အတူအပြေးရောက်လာခဲ့သည်ရှာလော့ဘယ်မှာလဲချေယုံကစိုးရိမ်တကြီးမေးလိုက်သည်အထဲမှာလူကတ်စ်ကသူ့နောက်ကအခန်းစီကိုမေးဆက်ပြလိုက်သည်ချေယုံချက်ချင်းပဲအခန်းထဲကိုပြေးဝင်သွားခဲ့သည်ချေယုံသူမရဲ့အမအားမြင်လိုက်ရသည်နှင့်ရှာဟော့ကသူမကိုဖက်ပြီးအားရပါရငိုချလိုက်တော့သည်ချေယုံကသူမအားပြန်ဖက်ထားလိုက်ပြီးနှစ်သိမ့်လိုက်ရင်ညီမဖြစ်သူမစော်ကားခံလိုက်ရဘူးဆိုတာကိုတေချာအောင်စစ်ဆေးလိုက်သည်ရှာဟော့ကနောက်ဆုံးတွင်စိတ်ငြိမ်သွားပြီးရှက်ကြီးတင်ငင်နဲ့ပြောလိုက်သည်ချေယုံလူကတ်စ်ကလူယုံမှာပဲ ခုနကငါသာနုမလာခဲ့ရင်သူ့လိုချင်တာကိုရသွားလောက်ပြီ။သူကနင့်ကိုလာဖို့ဖုန်းခေါ်ရဲသေးတယ်။ချေယုံနင်သူ့လိုအောက်တန်းစားကောင်ကိုထားခဲ့လိုက်တော့ချေယုံတယောက်ရဲရမလို့မွေရမလို့ဖြစ်သွားသည်။ရှာလော့နင်နားလည်မှုလွဲနေတာသိချတယ်။လူကတ်စ်ကနင့်ကိုလာခဲ့တာ။သူသာမရှိခဲ့ရင်နင်တကယ်ပဲဒုက္ခတွေ့နေလောက်ပြီ။ထိုစကားကိုကြားတော့ရှာလော့ချက်ချင်းမြင့်တက်သွားသည်။သူမသတိမလစ်ခင်တုန်းကဆိုဖီရဲ့ကားထဲမှာရှိနေခဲ့ပြီးသူမပြန်တော့လာသည့်အချိန်တွင်သူမကထူးဆန်းတဲ့အငွေ့သက်တွေနဲ့ဝန်းရံနေပြီးသူမရှိတဲ့တဲ့တွင်လူကတ်စ်အားတွေ့လိုက်ရသည်သူမရဲ့ဝတ်စားတွေကလည်းပါလွာတဲ့ညအိတ်ဝတ်စုံဖြစ်လဲလေခံထားခဲ့ရသည် ဒါကြောင့်သူမကလူကတ်စ်ကသူမအားဒီနေရာသို့ခေါ်လာကသူမပေါ်မှာဆက်ဆုပ်เสียရကောင်းသည့်အပြုမူအားကျူးလွန်ခဲ့သည်ဟုမတိစိတ်ကထင်သွားခဲ့ခြင်းဖြစ်သည်အခုတော့လူကတ်စ်ကသူမအားလာခဲ့တင်ခဲ့ခြင်းဖြစ်နေသည်လားဒါဆိုငါဘလို့လုတ်ပြီးဒီကိုရောက်လာတာလဲရှားဟော့ကအလျင်မြန်မေးလိုက်သည်ချေယုံကအစောပိုင်းကဖြစ်ပျက်ခဲ့သည်များအားအကြံဖြင့်ပြောပြလိုက်သည်ထိုအကြောင်းများအားကြားပြီးတဲ့နောက်တွင်ရှားလော့ကသူမလက်တီအားပြင်းပြင်းထန်ထန်ဆုပ်လိုက်ပြီးကတင်ကိုထိုးချိတ်လိုက်ကသွားချိတ်ရင်ဟိန်းဟောက်လိုက်သည်ဘရိုက်စ်ကာရာဒင်းကိုငါသူ့ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး သို့တော်လေသူမကလူကတ်အားခုနကရိုက်လိုက်မိတာကိုပြန်တွေးမိလိုက်ချိန်တွင်ရှာလော့တယောက်အလွန်မင်းနောင်တရရသွားသည်ချေယွန်းငါတောင်းပန်ပါတယ်ငါခုနကလူကတ်ကိုအထင်လွဲပြီးသူ့ကိုရိုက်လိုက်မိတယ်အန်ဟုတ်လားချေယွန်းတယောက်ဘာပြောရမှန်းမသိအောင်ဖြစ်သွားပြီးချောင်းနှစ်ချက်ခန့်ဟန့်လိုက်မိသည်သူကနင့်ကိုအပြစ်တင်မှာမဟုတ်ပါဘူးငါတို့အိမ်မြန်မြန်ပြန်ရအောင်သူတို့တန်ရှင်းရေးလုပ်ပြီးထွက်လာကြသည့်အချိန်တွင်လူကတ်ကပုံမှန်တိုင်းပဲပြုတ်မှုနေပုံရသည်ညှက်နေပြီးကိုမင်းတို့ကိုပြန်လိုက်ဖို့ပေးမယ် ရှာလော့တယောက်မျက်နှာနီရဲသွားပြီးဂျေဇုတင်စိတ်ရောရှေ့ရွှင်စိတ်ပါခန်းစားရလျက်ခြေယုံနဲ့အတူလူကတ်နောက်ကိုလိုက်သွားခဲ့သည်။သူမကလူကတ်အားတောင်းပန်ချင်နေတော့လဲဘလို့ပြောရမှမသိတာကြောင့်စိတ်ထဲမှာတော်တော်လေးရှုပ်ထွေးနေခဲ့သည်။ခြေယုံတို့မိသားစုရဲ့အိမ်ဟောင်းစီကိုပြန်ရောက်သည့်အချိန်တွင်ညက်တစ်ခေါင်ရန်တောင်းနီးနေပြီဖြစ်သည်။ကာယန်နဲ့ဝီလျံတို့ကတော့ရှာလော့တယောက်ဒီညပြန်ပေးဆွဲခံခဲ့ရသည့်အဖြစ်အပျက်အားဘာမှမသိတာကြောင့်အိပ်ပျော်နေခဲ့ကြပြီဖြစ်သည်။ခြေယုံကလူကတ်အားကြည့်လိုက်ကခဏတာတုံဆိုင်နေပြီးမှပြောလိုက်သည်။ဒီညအီမီလီယာနဲ့အတူတူနေခဲ့ခြင်းလား။သူဒီနေ့တနေ့လုံးရှင်ကိုမတွေ့ရလို့အဲ့ရမဝင်ခင်ထိရှင့်အကြောင်းပဲပူညံပူညံလုပ်နေတာ။ ူကတ်စ်ကရှာရော့အားကေတင်ခဲ့တော်လဲနားလည်မှုလွဲမှားခြင်းကြောင့်ပါတောင်အရိုက်ခံလိုက်ရပြီသည်ဂျေဆုတင်စိတ်နဲ့အတူချေယုံကလူကတ်စ်အပေါ်အာဏာစိတ်လဲဖြစ်နေမိသည်ရှာရော့ကလူကတ်စ်ကိုကြည့်လိုက်ပြီးနှကန်းကိုကိုက်လိုက်ကရုတ်တရက်ပြောလိုက်သည်လူကတ်စ်နေခဲ့လိုက်ပါသူမရဲ့စကားကြောင့်ချေယုံရောလူကတ်စ်ပါ၊သူမအားအံ့အားသင့်စွာကြည့်လိုက်တာကိုမြင်လိုက်ရတော့ရှာရော့ကအလျင်မြန်နောက်လှည့်ပြီးအပေါ်ထက်ကိုပြေးတက်သွားခဲ့သည်။ငါအရင်ဆုံးရေသွားချိုးလိုက်အောင်မယ်။နင်တို့လည်းစောစောနားကြတော့။သူမရဲ့တုတ်ပြန်မှုကိုမြင်လိုက်ရတော့ချေယုံကကုကေရမဲ့စွာခေါင်းခါလိုက်မိသည်။ မကြခင်မှာပဲသူတို့နှစ်ယောက်ကချေယုံရဲ့အခန်းစီကိုပြန်တက်လာခဲ့ကြသည်သူတို့အခန်းထဲဝင်လိုက်သည့်အချိန်တွင်ကတင်းပေါ်မှာလဲလျောက်နေသည့်အီမီလီယာကမျက်လုံးများအားပုတ်သက်ပြီးထထိုင်လိုက်သည်မေမေပြန်လာပြီလားအီမီလီယာကချေယုံဘေးကလူကတ်စ်ကိုမြင်လိုက်ရချိန်တွင်သူမမျက်လုံးတွေကချက်ချင်းအံ့အားသင့်မှုနဲ့တောက်ပသွားပြီးရုတ်တရက်အိတ်ချင်စိတ်တွေပြောက်ွယ်သွားခဲ့သည်အီမီလီယာကလူကတ်စ်ရဲ့ရင်ခွင်ထဲသို့ပျော်ရွှင်စွာခုံဝင်လိုက်ရင်းခေါ်လိုက်သည်ဖေဖေဒီနေ့ဘသွားနေတာလဲတမိတစ်နေ့လုံးဖေဖေကိုမတွေ့ရဘူးလူကတ်စ်ကသူမခေါင်းလေးအားပုတ်သက်ပေးလိုက်သည်ဖေဖေဒီနေ့အလုပ်ကိစ္စလေးတစ်ခုနဲ့အလုပ်ရှုပ်နေလို့ပါဒီလောက်တောင်ညှက်နေပြီ သမီးကဘာလို့အခုထိနိုးနေသေးတာလဲသမီးကဖေဖေကိုစောင့်နေရမေမေကလည်းအပြင်ထွက်သွားတယ်ဒါနဲ့မေမေခုနကဖေဖေကိုတွားရှာတာလားဟင်ဖေဖေကဒီညသမီးတို့နဲ့အတူတူအိမ်မှာလားအမီလီယာကသူမရဲ့ဖြူစင်သည့်မျက်လုံးဝိုင်းကြီးတွေနဲ့မျောလင့်တကြီးမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းမေးလိုက်သည်ချေယုံရဲ့မျက်နာကနီးရဲသွားပြီးဟန်ဆောင်ဒေါသထွက်ပြလိုက်သည်ဘာပေါက်တက်ကြရတွေပြောနေရလဲညှက်နဲ့နေပြီးမြ мян အိတ်တော့အမီလီယာကချေယုံသားတို့ပို့တော့ကက်လိုက်ပြီးသူမမျက်နာအားစိုးရိမ်တကြီးနဲ့ကန်ကြည့်လိုက်သည်မေမေမျက်နာကြီးကနီးရဲနေရပဲမေမေနေမကောင်းထက်ဖြစ်လို့လားဟင် လွန်ခဲ့တဲ့ရက်အနေငယ်ကချေယုံဖျားကြီးနေခဲ့စဉ်ကအီမီလီယာအားထိတ်လန့်သွားစေခဲ့သည်အီမီလီယာရဲ့စကားကိုကြားလိုက်ရတော့ချေယုံကပိုရွေ့ပင်ရှက်သွားမိသည်ကံကောင်းစွာဖြင့်လူကတ်စ်ကအီမီလီယာအားပွတ်ချီလိုက်ပြီးပြောလိုက်သည်လိမ်မာတဲ့ကလေးတွေကညဘက်ဆိုအိတ်ရတယ်လေမဟုတ်ရင်မနှက်ပြန်ကြအိတ်ရကမထနိုင်ပဲကြောင်းနောက်ကျနေလိမ့်မယ်အီမီလီယာကလူကတ်စ်ရဲ့လက်ပင်အားလက်နှစ်ဖက်နဲ့တိုင်းဖက်လိုက်ပြီးပြုံးပြလိုက်သည်မနှက်ပြန်ကစနေနေ့လေသမီးကြောင်းသွားစေရမလို့ဘူးလူကတ်စ်ကခဏတာကြောင်းသွားသည်အီမီလီယာကဆက်ပြောလိုက်သည်မေမေနဲ့ဖေဖေမနှက်ပြန်သမီးကိုကစားကွင်းလိုက်ဖို့ပေးပါလား တခြားကလေးတွေကသူတို့မေမေဖေဖေတွေနဲ့အဲ့ဒီမှာသွားဆော့ကြပြီးဓာတ်ပုံတွေအများကြီးရိုက်ကြတယ်။သမီးတစ်ခါမှမေမေရောဖေဖေရောနဲ့ကစားကွင်းမှာမဆော့ဘူး။အီမီလီယာရဲ့အတန်ကတဖြည်းဖြည်းတွင်းချင်းသွားတော့လဲသူမမျက်လုံးထဲမှာတော့မျောလင့်နေတဲ့အရေးအယံတွေရှိနေခဲ့သည်။လူကတ်စ်ကသူမအားညင်ပယ်လိုက်မှာကိုစိုးရိမ်နေတယ်လို့မျိုးပင်လူကတ်စ်တယောက်ယင်ထဲမှာနာကျင်သွားပြီးအပြစ်ရှိတယ်လို့ခန်းစားချက်တွေနဲ့လွှမ်းခြုံသွားသည်။သူ့သမီးလေးကအသက်6နှစ်တောင်ရှိနေပြီဖြစ်တော့လဲသူမအားအပြင်ခေါ်ပြီးတခါမှမကစားပေးခဲ့ဘူးပဲ။သူတကယ်ပဲဖခင်တယောက်အနေနဲ့တာဝန်အားပြက်ကွက်ခဲ့ပေသည်။လူကတ်စ်ကခြေယုံဘက်ကိုခေါင်းလှည့်ပြီးညင်သာစွာအကြံဉာဏ်တောင်းလိုက်သည် မနဲ့ပြန်ကြရင်ကိုရိုအီမီလီယာကိုကစားကွင်းခေါ်သွားကြရင် ကောင်းမလားကောင်းပါတယ်ချေယုံကသူ့ကိုမကြည့်ပဲခေါင်းညိတ်သဘောတူလိုက်သည်ဒီစကားကိုကြားလိုက်ရတော့အီမီလီယာတယောက်ပျော်လွန်းသဖြင့်ခုံပေါက်ပြီးလူကတ်စ်နဲ့ချေယုံတို့ရဲ့ပါတဖက်စီအားအနမ်းပေးလိုက်သည်သူမကငှက်ကလေးတကောင်လားပျော်ရွှင်နေခဲ့သည်ဒီလောက်ရိုးရှင်းတဲ့ကိစ္စလေးတစ်ခုအတွက်သူတို့သမီးလေးဒီလောက်တောင်ပျော်လွန်းနေတာကိုမြင်လိုက်ရတော့လူကတ်စ်ရောချေယုံပါရင်ထဲတွင်နင်းနေမကောင်းဖြစ်သွားကြသည်ကဲတော်တော့မြ мян အိတ်တော့မနဲ့ပြန်အိယာထာနောက်ကြရင်ကစားကွင်းသွားလို့ရတော့မှာမဟုတ်ဘူးချေယုံကအီမီလီယာအားကတင်ရဲ့အတွင်းဘက်ချမ်းသို့ပြန်ပို့ပေးလိုက်ပြီးစောင့်ကြုံပေးလိုက်သည် ဒီစကားကိုကြားလိုက်ရတော့အီမီလီယာကစိုးရိမ်သွားပြီးချက်ချင်းလိမ်မာစွာလက်အိတ်လိုက်တော့သည်ဟုတ်ကဲ့မေမေကိုနိုင်နော်ဖေဖေကိုနိုင်နော်တမိအယမ်းပျော်တာပဲမကြခင်မှာပဲချက်ယုံကပုံမှန်တိုင်းအီမီလီယာနဲ့အတူကတင်ပေါ်မှာအိတ်ပျော်သွားခဲ့ပြီးလူကတ်ကတော့သူမဘေးကကျန်းပြင်ပေါ်ရှိမွေရာပေါ်တွင်တိတ်တဆိတ်လဲရောက်နေခဲ့သည်အခန်းထဲမှာတော့နူးညံ့သည့်အသက်ရှူတန်လေးတွေကလွဲ၍တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးထိုတန်လေးတွေကပဲလူကတ်ရဲ့နှလုံးသားအားပုံမှန်နှွေးထွေးလာစေခဲ့သည် နောက်တစ်နေ့နန္နခင်းတွင်တော့လူများစုမှနန္နဆာတုံးဆောင်ရင်မျက်မှောက်ရေးရာသတင်းများအားကြည့်ရှုနေကြစဉ်သူတို့၏ဖုံများကွန်ပျူတာများပေါ်တွင်ထွက်ပေါ်လာသည့်တရင်ထူးတစ်ခုကြောင့်အဆက်ထဲမှအစားအစာများပင်အပြင်သို့ထွက်ကြမတက်ပဆက်ဟောင်းသားဖြစ်သွားကြရလေသည်အရှုပ်တော်ပုံတွင်ပါဝင်ပတ်သက်နေသူများ၏ဂုံပုံးနှင့်မျက်နှာသွင်းပြင်များအားကြည်လင်ပြတ်သားစွာဖော်ညွှန်းထားသောခေါင်းစဉ်များဆောင်းပါးများအံ့အားတင့်ဖွယ်တဲ့ပုံများနှင့်ဗီဒီယိုဖိုင်များမှမရေမတွက်နိုင်သောဖိုရများနှင့်လူမှုကွန်ရက်စာမျက်နှာများ၏ထိတ်ဆုံးနေရာတွင်နေရာယူထားကြလေသည်ရုတ်တရက်ဆိုသလိုပင်ထိုသတင်းမှာ Orange County တခွင်လုံးအားအကြီးအကျယ်ပွက်လောရိုက်သွားစေခဲ့သည် အဘဲကြောင့်ဆိုသောအရှုပ်တော်ပုံတွင်ပါဝင်ပတ်သက်နေသူများမှာ Orange County မှာလူများစုယင်းဤကျောင်းဝင်ကြသောနမည်ကြီးပုဂ္ဂိုလ်များဖြစ်နေသောကြောင့်ပင်ဖြစ်သည်။"အိုဖျားကြီး၊သူတို့နှစ်ယောက်ကဒီလောက်တောင်ဆက်ဆုပ်ဖို့ကောင်းလိမ့်မယ်လို့ထင်မှားခဲ့ဘူး။ဖန်ခွဲစရီနဲ့တောင်ကစားကြရတယ်လား။သူတို့ကလူမိုက် Brad Douglas နဲ့ Bryce Carter မဟုတ်လား။လူတိုင်းသူတို့ကိုသိတာပဲ။သူတို့ကလူကောင်းသူကောင်းအောင်ဆောင်ရွက်ကြပေမဲ့ဒီလောက်တောင်ဖြစ်နေတာလား။မရေမတွက်နိုင်သောလူများကထိုကိစ္စအားဆွေးနွေးနေကြပြီး Carter နဲ့ Douglas မိသားစုများပေါ်အမြင်တစ်မျိုးပြောင်းသွားခဲ့ကြသည်။ ဒေါမနစ်တယောက်တင်းထဲမှာတက်ပုံများနဲ့ဗီဒီယိုဖိုင်များအားမြင်လိုက်ရသည့်ခါတွင်တော့တကိုယ်လုံးဒေါသကြောင့်တုံ့ပြန်လာခဲ့ပြီးသွေးပင်အနှော့မတက်ခံစားလိုက်ရသည်။သူ၏အမွေဆက်ခံသူဖြစ်သတ်မှတ်ထားသောသူ၏မိသည်ဤမြလောက်မျက်နှာပြက်เสียရကောင်းပြီးအရှက်ရွယ်အပြုတ်မှုအားကျူးလွန်ခဲ့သဖြင့်ကောင်းဒီတစ်ခုလုံး၏ဟားတိုက်เสียရတစ်ခုဖြစ်သွားခဲ့ရချေပြီးဖြစ်သည်။ထိုချိန်တွင်ကာတာမီသားစု၏အိမ်တော်ထင်းကဝင်လာပြီးပြောလိုက်သည်။လူကြီးမင်း၊ Price ကာရာပြန်ရောက်လာပါပြီ။ဒါပေမဲ့သူ့ပုံစံကတိတ်မကောင်း။အိမ်တော်ထင်းစကားမဆုံးမိမှပင်ဒေါမနစ်ကချက်ချင်းဒေါသပောက်ကွဲသွားတော့သည်။သူ့ကိုမောင်းထုတ်လိုက်တော့ ဒီနေ့ဒီအချိန်ကစားပြီးငါဒေါမနစ်ကာရာက Rice ကာရာနဲ့ဘာမှမတက်ဆိုင်တော့ဘူး။တစ်ချိန်တည်းမှာပင်ဂုံတရေရှိဒေါက်ကလတ်မိသားစုတွင်ဝော့စာအာနာရှိသောမိသားစုအကြီးအကဲမှလည်းဒေါသတကြီးဖြင့်ဇပွဲအားထုရိုက်လိုက်သည်။ခွေးမသားကောင်တီတစ်ခုလုံးကမင်းရဲ့အရှုပ်ထုပ်ကိုတီးကုန်ပြီ။ဗရက်ဒေါက်ကလတ်ကတော့အဖိုးကြီးရှိတွင်ဒူးထောက်ရရှိနေပြီးအသက်ပင်ဝအောင်မရှူရဲပေ။သို့တော့သူကရှင်းပြရန်စူးစမ်းလိုက်သေးသည်။အဖိုးကျွန်တော်တခြားလူတစ်ယောက်ရဲ့ထောင်ချောက်ဆင်နာကိုခံလိုက်ရတာပါ။သူကကျွန်တော်ကိုရိုက်နှက်တယ်။စေးခတ်တယ်။ပြီးတော့အဲ့ဒီအတုံးမကြတဲ့ကောင် Bryce ကာရာနဲ့အတူတူပိတ်လောင်ထားခဲ့တာ။ သူကအဲ့ဒီဗီဒီယိုတွေကိုတမင်တက်တက်ရိုက်ပြီးဖြန့်ပစ်ခဲ့တာပါဘသူလုပ်တာလဲအဖိုးကြီးကဤစကားကိုကြားလိုက်ရတော့ပို၍ပင်ဒေါသထွက်သွားသည်ဒေါက်ကလတ်မိသားစုဝင်တယောက်အားဤကဲ့သို့စော်ကားသူမှန်သည်မအသက်ရှင်နေရသည်ကိုညှင်းဝင်နေသူပင်ဖြစ်ရပေမည်သူကလူကတ်စ်ကရေးပါကာတာမိသားစုရဲ့စံကုန်မြေလေးတမတ်ပါဘလက်ကသွားကြည့်လျက်ပြောလိုက်သည်သူမနေ့ညကနိုလာတီချိန်တွင် Bryce အားရှာဖွေခဲ့ပြီးတရားခံဤနမယာအတင်းကျပ်မိခဲ့ခြင်းကြောင့်သိရှိခဲ့ရခြင်းဖြစ်သည်ကာတာမိသားစုဤအိမ်တွင်ကက်စားနေသောတမတ်တယောက်ဤလက်ွက်ထဲသို့ကြားရောက်သွားရခြင်းမှာသူ့အတွက်အရှက်ရပွေရပင်ဖြစ်သည် ဟုံးတူလို့အရှုံးသမားတစ်ယောက်ကတောင်မင်းကိုဒီချေနေရောက်အောင်လုပ်နိုင်ခဲ့တယ်လားမင်းကတကယ်ကိုစိတ်ပျက်စရာကောင်းတာပဲမင်းသာဒီကိစ္စကိုမဖြေရှင်းနိုင်ဘူးဆိုရင်မင်းကငါမြေဖြစ်ဖို့မထိုက်တန်တော့ဘူးဒေါက်ကလတ်စ်မိသားစုရဲ့ခေါင်းဆောင်ကအေးဆက်ဆက်ပြောလိုက်သည်ဘလက်ကခေါင်းပုံထားရင်းမျက်နာကတင်းမာသွားကပြောလိုက်သည်စိတ်မပူပါနဲ့အဖိုးကျွန်တော်သူ့ကိုတေချာပေါက်လက်စားပြန်ချေမှာပါဘလက်ဒေါက်ကလတ်စ်မျက်လုံးများတဲ့တွင်နာဂျီမုန်တီသောအယောင်တစ်ချက်လက်ခံဲထွက်ပေါ်လာခဲ့ပြီးရေရွတ်လိုက်သည်လူးကတ်စ်ကငါမင်းကိုလက်စားပြန်ချေရမှာကျေနပ်မယ်မဟုတ်ရင်ငါလူမဟုတ်တော့ဘူး ထိုချိန်တွင်လူကတ်စ်ကတော့ချေယွန်နှင့်အီမီလီယာအား Orange County ၏အကြီးဆုံးကစားကွင်းစီသို့ခေါ်ဆောင်သွားနေခဲ့သည်။သူတို့ကအရင်ဆုံးခြားရဟတ်ကိုစီးကြပြီးနောက်ဒန်နာရီရဲမှပိုက်ကင်းလေ။ထို့နောက်မြေယုတ်လေးများလည်ပတ်နေသည့်ခြားရဟတ်ကိုစီးကြသည်။လက်ပါသောမင်းသမီးလေးဝတ်စုံအားဝတ်ဆင်ထားသည့်အီမီလီယာလေးကအတိုင်းမသိပျော်ရွှင်စွာပြုံးနေခဲ့လေသည်။နောက်ဆုံးတွင်တော့သူမလည်းတခြားကလေးများကဲ့သို့သူမ၏မိဘများနှင့်အတူကစားကွင်းသို့သွားခွင့်ရခဲ့ပြီဖြစ်ပေသည်။လန်တလျှောက်လုံးတွင်သူမကသူမဗနစ်ညာတွင်ချေယုံနှင့်လူကတ်စတိုးဤလက်များအားကင်ထားခဲ့ကသူမဤချစ်စရာကောင်းသောမျက်နှာပေါ်တွင်ဖြူစင်သောပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေခဲ့သည် ရုတ်တရက်အီမီလီယာကရက်တက်လိုက်ပြီးနောက်သူတို့လက်များအားအတူတကွပုကတ်ထားလိုက်သည်ဖေနဲ့မေမေတယောက်လက်ကိုတယောက်ကင်ထားလိုက်ပါချေယုံဤတင်းငယ်ပြီးနူးညံ့လာသောလက်လေးနှင့်ထိတွေ့လိုက်ရချိန်တွင်လူကတ်စ်ဤနှလုံးသားကတစ်ချက်ခုန်သွားခဲ့ပြီးချေယုံကတော့ကုကေရမဲစွာရှက်ရွံ့သွားခဲ့ရသည်သူမလက်အားပြန်လဲရုတ်သိမ်းရန်ပြင်လိုက်တော့လေအီမီလီယာကသူတို့လက်များအားတင်းတင်းကြပ်ကြပ်ပုကတ်ထားလိုက်လေသည်ဂျေမီကသမီးကိုပြောတယ်မေမေနဲ့ဖေဖေကဒီလိုလက်ချင်းတွဲထားရင်သူတို့မှမကြခင်မောင်လေးဒါမှမဟုတ်ညီမလေးရလာလိမ့်မယ်ဖေနဲ့မေမေသမီးကိုမောင်လေးဖြစ်ဖြစ်ညီမလေးဖြစ်ဖြစ်တယောက်လောက်မြင်မြန်ပေးပါ ဒါမှတမိကတအူးဝဲတော်ကလေးမဖြစ်တော့မှချေယုံရဲ့မျက်နာကချက်ချင်းနီရဲသွားခဲ့ပြီးသူမနဲ့ရက်များပင်နီရဲတက်လာခဲ့သည်။သူမကတက်လိုက်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးသူမလည်းအားအလျင်မြန်ပြန်ရုပ်သိမ်းလိုက်သည်။ကလေးတွေကပေါက်တက်ခဲ့ရမပြောရဘူးလေ။ချေယုံကအီမီလီယာအားစုလိုက်သည်။ဟင်တမိမလို့လား။ဒါဆိုမောင်လေးနဲ့ညီမလေးတွေကဘလို့ဖြစ်လာတာလဲ။အီမီလီယာကစူးစမ်းသည့်အကြည့်ဖြင့်ခေါင်းလေးဆောင်ကမေးလိုက်သည်။သူမတမိလေးဖြူစင်ပြီးမျောရင်တကြီးဖြစ်နေသောမျက်နာလေးအားကြည့်ရင်ချေယုံတယောက်သူမအားဘလို့မှမလွန်ဆန်နိုင်ခဲ့ပေ။သူမကလူကတ်စ်အားရှယ်ရန်ရန်ပြီးဒေါသတကြီးစိုက်ကြည့်လိုက်လေသည်။ ကျောင်းအန်းဖြစ်သွားသည့်လူကတ်စ်ကရဲလိုက်မိသည်ရှက်ရွံ့မှုကြောင့်ဒေါသထွက်နေသောချေယုံကလည်းအီမီလီယာလေးကဲ့သို့ပင်ချစ်စရာကောင်းနေသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်သူကချေယုံအားဆက်လက်ရအရှက်မရစေချင်သောဒီကြောင့်အီမီလီယာအားပုတ်ချီလိုက်ကာရှေ့သို့ပြေးထွက်သွားခဲ့သည်မြ мян လာလင်းပိုင်ရှိုးသွားကြည့်ကြရအောင်ဝိုးလင်းပိုင်တွေဟုတ်လားလင်းပိုင်များသွားကြည့်ရမည်ဟုကြားလိုက်သည်နှင့်အီမီလီယာကခုနကပူညံပူညံလုပ်နေခဲ့သည်များအားချက်ချင်းမေ့သွားခဲ့လေသည်ချေယုံတယောက်တက်ပြင်းရှည်ကြီးကိုချလိုက်မိသည်သူမရှိတွင်ပြေးလွှားလျက်ပျော်ရွှင်စွာရင်မောနေကြသည့်တားဖနှစ်ယောက်အားကြည့်ရင်သူမကညင်သာစွာပြုံးလိုက်မိလေသည် စားကွင်းထဲတွင်တစ်နှစ်လုံးနီးပါးဆုပ်ကစားပြီးသည့်နောက်လူကတ်စ်နှင့်ချေယုံတို့ကထွက်ခွာသွားရန်တွန်းဆုတ်နေသောအီမီလီယာနှင့်အတူထွက်ခွာလာခဲ့ကြသည်။လူကတ်စ်ကချေယုံနှင့်အီမီလီယာအားသူ၏အနက်ရောင်ကြက်ကွာကားကြီးဖြင့်အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။တနေ့တာပျော်ရွှင်စွာဆုပ်ကစားပြီးသည့်နောက်သူတို့သုံးယောက်ကပိုး၍ရင်းနှီးလာခဲ့ကြသည်။ကားမောင်းနေစဉ်တလျှောက်လုံးအီမီလီယာကနောက်ခန်းတွင်ချေယုံအားပုကတ်နေရင်ဒီနေ့တွေ့ခဲ့ရသည့်များကိုပျော်ရွှင်စွာစကားတွေတွတ်တွတ်ပြောနေခဲ့သည်။ထို့နောက်သူမကချေယုံအားမေးလိုက်သည်။မေမေသမီးတို့နောက်တစ်ခါဖေဖေနဲ့အတူတူပဲတော့အပြင်ထွက်ဆော့ကြအောင်မလဲဟင်။သမီးဒီနေ့အရန်ပြော်တာပဲ။ ချေယုံကအီမီလီယာ၏နှာခေါင်းလုံးကြီးအားဆွဲညစ်လိုက်သည်အမေတို့တနေ့လုံးဆော့ခဲ့ကြပြီပြီလေတမိကအခုထိမမောသေးဘူးလားသူတို့နှစ်ယောက်ကနောက်ခန်းတွင်ရေမောဆော့ကစားနေကြစဉ်လူကတ်စ်ကတော့နောက်ကြည့်မမတဆင့်သူတို့အားကြည့်ရင်သူ၏နှာခေါင်းထောင်များကအပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားခဲ့လေသည်ရုတ်တရက်လူကတ်စ်၏အကြည့်များကအေးဆက်သွားသည်သူတို့ရောက်ရှိနေသောတံတားပေါ်တွင်ဟမ်မာကားကြီးတစ်စီးကသူတို့ဘေးရှိလမ်းကြောင်းမှနေ၍တောင်းဖြတ်အရှိန်ပြင်းပြင်းဖြင့်မောင်းနေလာပြီးသူတို့စီးလာသည့်ကားကြီးအားဝင်တိုက်ရန်ကြိုးပမ်းနေခဲ့သည်တတိထားတင်းတင်းကြိုင်ထား လူကတ်စ်ကအော်ဟစ်လိုက်ပြီးနောက်စတီယာရင်အားလှည့်လိုက်ရင်းလီဘာကိုအဆုံးထိနင်းချလိုက်ရာကြက်ကွာကားကြီးကဝေါခနဲမီတန်ပေးပြီးအချိန်ပြင်းပြင်းဖြင့်မောင်းထွက်သွားကဟမ်မာကားကြီးအားတီတီလေးရှောင်းတိန်လို့မြောက်သွားခဲ့သည်တစ်ဖက်တွင်တော့ထိုဟမ်မာကားကြီးက၎င်း၏ပြင်းထန်သောအချိန်ကြောင့်အချိန်မီဘရိတ်မအုံနိုင်တော့ပဲတရားလျက်ရန်အားတိုက်ရိုက်ဝင်တိုက်ပြီးနောက်အောက်မှမြထဲသို့ထိုးကျသွားခဲ့လေတော့သည်မင်းတို့အဆင်ပြေရဲ့လားလူကတ်စ်ကကားအားလမ်းဘေးသို့ဆွဲရက်လိုက်ပြီးနောက်ချက်ချင်းနောက်လက်ကချေယုံနှင့်အီမီလီယာအားစစ်ဆေးလိုက်သည်လက်ပြာလွင့်မတက်ကြောက်လန့်သွားသည့်ချေယုံကအီမီလီယာအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီးကြောက်လန့်မှုကြောင့်မျက်နှာတစ်ခုလုံးဖြူဖြော့နေခဲ့သည် အီမီလီယာကတော့သူတို့ခုနကကြုံတွေ့ခဲ့ရသောအနေအားတတိမထားမိခဲ့ရယ်လူကတ်စ်ကရုတ်တရက် break out လိုက်သည်ဟုထင်ပြီးတုံ့လောက်သွားရုံသာဖြစ်ခဲ့သည်။ကံကောင်းစွာဖြင့်သူတို့နှစ်ဦးလုံးမှာထိုင်ခုံကပတ်များအားတေးတေးချာချာပတ်ထားခဲ့ကြသဖြင့်ဒဏ်ရာတစုံတရာမရရှိခဲ့ကြပေ။ကြောက်စိတ်မပြေသေးသောခြေယုံကနောက်လက်ကြည့်လိုက်ပြီးနောက်ပျက်စီးသွားသောတရားလက်ရန်အားကြည့်ကမြင်သာစွာမေးလိုက်သည်။အဲ့ဒီကားကဘာဖြစ်သွားတာလဲ။လူကတ်ကတေမင်းနဲ့တီတီလေးလွတ်မြောက်ခဲ့ရ၍စိတ်အေးသွားသလိုဟန်ဆောင်ရင်ခေါင်းခါပြလိုက်သည်မတိဘူးဘရိတ်ပေါက်သွားတာဖြစ်နိုင်တယ်ကိုရုတ်ကားကိုဝင်တိုက်တော့မလို့တီတီလေးပဲလိုတယ် ကျပြောလာတော့မြင့်ပြင်ကြီးအားစိုးရိမ်တကြီးကြည့်ရင်ချေယုံကရေရွတ်လိုက်သည်ကမောင်သမားဘလို့နေလဲမသိဘူးသူတို့ကတရားပေါ်တွင်ဖြစ်နေသဖြင့်အောက်မမြစ်ထဲတွင်ဘာတွေဖြစ်နေလဲဆိုတာကိုမမြင်နိုင်ခဲ့ကြပေဟိုဘက်ကတယောက်ယောက်ကရဲကိုဖုံးခေါ်ပြီးသွားပြီရဲနဲ့ကယ်ဆယ်ရေးအဖွဲ့တွေမကြခင်ရောက်လာလိမ့်မယ်ကိုတို့အရင်သွားလာပိုကောင်းမယ်မဟုတ်ရင်နောက်ကျရင်လမ်းတွေပိတ်သွားလိမ့်မယ်လူကတ်စ်ကပြောလိုက်သည်ချေယုံကခေါင်းညက်ပြလိုက်ပြီးသူမသမီးလေးအားတင်းတင်းကြပ်ကြပ်ပွေဖက်ထားရင်ကန်ကောင်းသွားသည်ဟုခံစားလိုက်ရသည်လူကတ်စ်ကကားပြန်လဲဆက်နှုတ်လိုက်တော့လေဒီတစ်ခါရင်တော့သူ့ဤမျက်လုံးများမှာရေခဲတမျှအေးဆက်နေခဲ့လေတော့သည်